မတမီမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောင်းမှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တတမီမီလေးတို့အတွက်စိတ်ထားပုတ်တဲ့မြူရဲဆိုတဲ့ပုံမြင်လေးကို ပြောပြပေးသွားမှာပါရှင်။ဟိုးရှိရှိတုန်းကရွာတရွာမှာအဖိုးကြီးတယောက်ရှိပါတဲ့။အဲ့ဒီအဖိုးကြီးကတိုးကလေးတွေမွေးပြီးတိုးမွေးထုတ်လုပ်တဲ့အလုံနဲ့အသက်မွေးတဲ့သူတယောက်ပေါ့ကွယ်။အဲ့ဒီအဖိုးကြီးကလေ ိုးနဲ့အတက်မွေးနိုင်လောက်အောင်ဆိုတော့တိုးတွေကို အများကြီးရှိတာပေါ့အဖိုးကြီးစီမှာတိုးအကောင်ကြီး200လောက်ပါတယ်တိုးအုပ်ကြီးတအုပ်ရှိပါတယ်အဖိုးကြီးကလည်းတိုးအကောင်ကြီး200ကျော်ကိုကြောင်းမို့ကြတော့မတက်နိုင်တော့ဘူးပေါ့ဒါကြောင့်သူ့တိုးတွေကိုကြောင်းပေးမဲ့သူတယောက်ကိုခန့်ထားပါတယ်ကလေးတို့ရေတိုးတွေနွားတွေကြောင်းနေဆိုတာမြင်မြင်ကြည့်ကြည့်တဲ့မှာတိုးလေးတွေနားလေးတွေကိုလွှတ်ထားပေးရတာပါပဲ အဲ့လိုဆိုလို့အเจ้าနဲ့သူကလည်းဘာမှမလုပ်ရတာတော့မဟုတ်ဘူးပေါ့ကွယ်အသားစားအကောင်ကြီးတွေဖြစ်တဲ့ကြားတွေဝင်းမလူတွေရန်ကနေကာကွယ်ပေးရပါတယ်အဲ့ဒီအပြင်အကောင်လေးတွေလည်းမပြောင်းအောင်တရားထိန်းသိမ်းရသေးတယ်ကွယ်အခုလည်းအဲ့ဒီလိုထိန်းသိမ်းမဲ့သူ့เจ้าသားလေးတယောက်ကို ခံထားလိုက်တာပေါ့သူ့เจ้าသားလေးလည်းသူ့အုပ်ကြီးကိုခေါ်ပြီးလွင်ပြင်နေဘက်ကို ထွက်သွားပါတယ်ဒါပေမဲ့လေဒီတိုးចောင်းသားလေးကအပြင်းထူတယ်ကွ။ ဒါကြောင့်ပဲအဖိုးကြီးရဲ့မျက်ွယ်ရောက်တာနဲ့တိုးလေးတွေကိုခရုမစိုက်တော့ပဲဒီအတိုင်းလွှတ်ထားလိုက်ပြီး သူကတော့အိတ်နေပါလေဒီတိုးအုပ်ကလေးထဲမှာမြူရဲလို့ခေါ်တဲ့တိုးမလေးတစ်ကောင်ပါပါတယ်မြူရဲကတိုးចောင်းသားလေးအိပ်ပျော်နေတာကိုမြင်တော့အုပ်စုနဲ့လွဲပြီးတောထဲသွားဖို့ကြံစီပါတော့တယ် အဒီလိုကြံစီနေတဲ့မြူရယ်လေးကိုတိုးမလေးစင်ကြီးကတော်ရဲမသွားဘူးနဲ့တော်ရဲမှာဝံပလွေကြီးနေရှိလို့အစားခံရလိမ့်မယ်လို့ပြောတာပေါ့ဒါပေမဲ့လေမြူရယ်လေးကတော့နားမထောင်ပါဘူးတငယ်ချင်းကို ဖြောင်းဖြားမရတဲ့အတွက်ကြောင့်စင်ဒီလည်းဘာမှမပြောတော့ဘူးပေါ့ဒီလိုနဲ့ပဲမြူရယ်လေးလည်းတော်ရဲကိုတကောင်နဲ့ထွက်လာခဲ့ပါတယ် တိုးချောင်းသားရဲ့မျက်စိရောက်ရောက်နေတဲ့အချိန်မဟုတ်တာကြောင့်မြူရယ်လေးလည်းလွတ်လွတ်လပ်လပ်ပျော်နေတာပေါ့အဲ့ဒီလိုချိန်လွတ်လပ်လပ်ပျော်နေတဲ့အချိန်မှာပဲမြူရယ်လေးတရားဝင်းပလွေကြီးလေးပွေနဲ့တဲ့တဲ့တိုးပါတော့တယ်ကန်ဆိုးတာကတော့ဝင်းပလွေကြီးရဲ့အမဲလိုက်ချိန်ဖြစ်နေတာပေါ့ဝင်းပလေကြီးကအသားနုနုအီအီလေးနဲ့တိုးကိုတွေ့တာကြောင့်အခြေကြီးရပြီဆိုပြီးပျော်သွားတော့တာပေါ့ မျိုးရည်လေးကတော့အသက်အန္တရာယ်ကိုကြောက်ရွံ့နာကြောင်းခြေကုံတုပ်ပြေးပါတော့တယ်။ဝင်းပလီကြီးကလည်းမျိုးရည်လေးနောက်ကနေလိုက်တာပေါ့။အချိန်တခုကြာအောင် ပြေးချလိုက်ကြပြီးချိန်မှာတော့လေပွေကြီးကမျိုးရည်လေးကိုမိသွားပါတော့တယ်။မျိုးရည်လေးလည်းအသက်ဘေးကလွတ်ဖို့မလုပ်ရင်ကောင်းမလဲလို့စဉ်းစားတော့တာပေါ့။ဝင်းပလီကြီးကတော့မျိုးရည်လေးကို စားဖို့ရအောင်ပြင်နေပါပြီ။ ဒီချိန်မှာပဲမြူရယ်လေးကအကြံတစ်ခုရသွားပါတယ်။အရာကတော့သူ့အစားသူ့တငယ်ချင်းဖြစ်တဲ့စင်ဒီလေးကို စားခိုက်မှုပါပဲ။ဒါကြောင့်ပဲမြူရယ်လေးကကိုကြီးဝင်ပလွေကျမကအမွှေးမရရသေးတာကြောင့်ကိုကြီးဝင်ပလွေ စားတဲ့အခါအနှောက်ယှက်ဖြစ်ပါလိမ့်မယ်။ကျမမှာအမွှေးညိတ်ထားတဲ့တငယ်ချင်းတစ်ယောက်ရှိပါတယ်။ကျမထက်လည်းပိုဝါပြီးပိုငယ်တာကြောင့်စားလို့ပိုကောင်းမှာပါ။ ကိုကြီးဝင်ပလွေသာကျမကိုလှုပ်ပေးရင် ကျမရဲ့တငယ်ချင်းကို ခေါ်လာခဲ့ပါမယ်လို့ပြောလိုက်တာပေါ့မြူရယ်လေးစကားကိုကြတော့ဝင်ပလွေကြီးလည်းစဉ်းစားပါတယ်အတန်ကြာအောင်စဉ်းစားပြီးတဲ့နောက်မှာတော့ဝင်ပလွေကြီးကမြူရယ်လေးရဲ့စကားကိုလက်ခံလိုက်ပါတယ်ဒါပေမဲ့လည်းဝင်ပလွေကြီးလေပွေကတိတ်တော့မအားပါဘူးဒါကြောင့်ပဲမြူရယ်လေးသူ့ကိုမလဲစားအောင်လုပ်ဖို့တွေးလိုက်ပါတယ်။ဝင်းပလွေကြီးလည်းမြူရယ်လေးကို ကောင်းပြီဒါဆိုငါမင်းကိုလှုပ်ပေးလိုက်မယ်ဒါပေမဲ့ညမတိုင်ခင်ငါစီကိုမင်းရဲ့တငယ်ချင်းခေါ်လာခဲ့ပြီမဟုတ်ရင်အတိုက်သေးသည့်ဝင်ပြီးမင်းကိုဒဇစီကြိုက်စားပြစ်မယ်လို့ပြောလိုက်ပါတယ်ညူရယ်လေးလည်းဝင်းပလွေကြီးရဲ့ချင်းချောက်တန်ကိုကြားတော့ကြောက်သွားတော့တာပေါ့ဝင်းပလွေကြီးလည်းမျူရယ်ကိုပြန်လှုပ်ပေးလိုက်ပါတယ်ဒါကြောင့်ပဲမျူရယ်ကတိုးအုပ်စီကိုပြန်လာခဲ့တာပေါ့ တိုးအုပ်စီကို ပြန်ရောက်တော့မြူရယ်လေးတယောက်စင်ကြီးကို ဝင်းပလွေကြီးစီမှာဘလို့လှည့်စားပြီးပို့ရမလဲဆိုတာကိုတွေးပါတော့တယ်။တွေးတာတွေးတာအကြံကလည်းမရနိုင်ပါဘူး။အချိန်ကလည်းတဖြည်းဖြည်းကုန်လွန်လာတာနဲ့ညတော်မှောင်တော့မယ်ကွ။တဖက်မှာတော့ဝင်းပလွေကြီးဥလီဝေအရန်ကိုဒေါသထွက်နေပါပြီ။တောင်ထိပ်မှာထိုင်ပြီးသူ့ကိုစိုက်ကြည့်နေတဲ့ဝင်းပလွေကြီးရဲ့ဒေါသကိုမြူရယ်လေးတယောက်ခန်းစားကြည့်လို့ရနေပါတယ်။ ဒါကြောင့်ပဲပူပူကြောက်လာတာပေါ့အဲ့ဒီလိုနဲ့မောင်ကနီးလေးမှာပဲအကြံတစ်ခုရသွားပါတယ်အဲ့ဒါကတော့သဘောကောင်းလို့နဲ့စင်တီလေးကိုတောင်ပေါ်မှာတိုးလေးတစ်ခေါင်တန်ရာရနေတယ်လို့ပြောပြီးလှည့်စားဖို့ပါပဲသူကအဲ့လိုပြောလိုက်မယ်ဆိုရင်စာနာစိတ်ကြီးတဲ့စင်တီလေးကတောင်ပေါ်ကိုတဟုန်ထိုးပြေးတက်သွားမှလည်းသူသိတယ်လေဒါကြောင့်မြူရယ်လေးလည်းစိတ်မချမ်းသာဖြစ်နေတဲ့ပုံဟန်ဆောင်ပြီးရက်နေလိုက်ပါတယ် မြူရယ်လေးမျက်နာမตาရတာကို တွေးတော့စင်ဒီလေးကမြူရယ်လေးနားကိုရောက်လာရှာပါတယ်။ပြီးတော့မြူရယ်လေးကိုဘာလို့စိတ်မကောင်းဖြစ်နေတာလဲလို့မေးတာပေါ့။မြူရယ်လေးလည်းအကွက်ထဲဝင်ပြီးလို့တွေးလိုက်ပြီးတောင်ပေါ်မှာလေသိုးကလေးတစ်ကောင်ကခြေထောက်မှာဒဏ်ရာရထားရှာတယ်။သနားပါတယ်လို့ပြောလိုက်ပါတယ်။မြူရယ်လေးရဲ့စကားကိုကြားတော့စင်ဒီကလည်းအဲ့ဒီသိုးကလေးအတွက်စိတ်ပူသွားတာပေါ့။ စင်ကြီးလေးတယောက်ဒီတော်ကြီးတောင်ကြီးကဝင်ပလွေတွေတိတ်ပေါ်တာကိုသိနေတာကြောင့်အဲ့ဒီသူကလေးအတွက်ပို့ထူးလို့တောင်စိတ်ပူမိပါသေးတယ်။ဒါကြောင့်မဲမြူရယ်လေးကိုလမ်းပြဖို့ပြောတာပေါ့။အကွက်ထဲဝင်သွားလို့ပျော်နေတဲ့မြူရယ်လေးစင်ကြီးလေးကိုဝင်ပလွေကြီးစီကို ခေါ်လာပါတယ်။တိုးအုပ်ထဲကနေတိုးလေးနှကောင်ကွဲထွက်သွားတာကိုမြင်လိုက်တဲ့သူကြောင့်သားလေးကလည်းသူတို့နောက်ကနေပါလာပါတယ်။ စင်ဒီလည်းဝင်းပလွေကြီးကိုမြင်မှ မြူရယ်ကသူ့ကိုလှည့်စားလိုက်ပြီဆိုတာကိုသိလိုက်ရတာပေါ့ဝင်းပလွေကြီးလည်းမြူရယ်လေးကိုဘလို့လှည့်စားခဲ့တာလဲလို့မေးပါတယ်မြူရယ်လေးကလည်းဝင်းပလွေကြီးကိုဘလို့လှည့်စားခဲ့ကြောင်းပြောပြပါတယ်ဝင်းပလွေကြီးလည်းမြူရယ်ကိုမင်းတော်တယ်လို့ပြောပြီးချီးကျူးလိုက်ပါတယ်ပြီးတာနဲ့ချက်ချင်းပဲစင်ဒီလေးကိုဖမ်းထားလိုက်တာပေါ့ ဒါရီအားလုံးကို အစာဆုံးကြည့်နေတဲ့သူចောင်းသားလေးကတော့ညူရယ်က စင်ဒီလေးကိုတမင်ကြောက်ကြတာទីလိုက်ရတာကြောင့်စိတ်ဆိုးသွားပါတယ်သူចောင်းသားလေးရောက်နေတာမသိတဲ့မြူရယ်လည်းစင်ဒီလေးကို ထားခဲ့ပြီးလှည့်ပြန်လာတာပေါ့ဒါပေမဲ့မြူရယ်တယောက်သူចောင်းသားလေးကဖမ်းနာကို ခံလိုက်ရပါတယ်ဦးလီဝေကြီးကတော့စင်ဒီကိုစားဖို့စပြင်နေပါပြီ ဒီချိန်မှာသူ့ကြောင့်သားလေးကလက်ထဲမှာမြူရက်ကိုဖမ်းထားရင်းရောက်လာပါတယ်။စင်ဒီလည်းသူ့ကြောင့်သားလေးကိုမြင်တော့ပျော်သွားတာပေါ့။သူ့ကြောင့်သားလေးကမြူရက်ကို မြေကြီးပေါ်ချလက်ထဲမှာပါတဲ့ဓာတ်နဲ့မြူရက်ရဲ့အမွှေးတွေအကုန်ကိုညှက်ချပစ်လိုက်ပါတယ်။ဝင်းပလွေကြီးကတော့သူ့ကြောင့်သားလေးဘာလုပ်နေကြလဲဆိုပြီးစောင့်ကြည့်နေတာပေါ့။အမွှေးညက်ပြီးတာနဲ့သူ့ကြောင့်သားလေးကဝင်းပလွေကြီးရှိကိုမြူရက်ကိုချလိုက်ပြီး မင်းသိစားခြင်းရင်ဒီကောင်ကိုစားဒီလိုတိုးမျိုးအုပ်စုထဲမှာရှိနေရင် အုပ်စုအတွက်မကောင်းဘူးဟိုဘက်ကတိုးမလေးကိုတော့ငါပြန်ခေါ်သွားမယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့ချက်ချင်းကိုပဲစင်တီကိုခေါ်ပြီးတန်အောက်ကိုပြန်ဆင်းသွားတာပေါ့ဝင်ပလွေကြီးလည်းတရားဝင်စားခွင့်ရတာဆိုတော့မြူရဲကိုပဲကြိုက်စားပလိုက်ပါတော့တယ် ဒီလိုနဲ့ပဲတငယ်ချင်းကိုကြောက်ချဖို့ကြံစည်တဲ့မျိုးတွေလဲဝင်ပလွေကြီးနဲ့တိုးချောင်းသားလေးတို့ရဲ့လက်ထဲမှာအသက်ပေးလိုက်ရပါတော့တယ်တိုးအုပ်ပြန်ရောက်တဲ့အခါမှာတော့တိုးတခံပြောင်းနေတာသိတယ်အဖိုးကြီးကမြူတဲ့အကြောင်းကိုမေးပါတော့တယ်ဒီခါမှာတော့တိုးချောင်းသားလေးကမြူတဲ့ကိုဝင်းပလွေတွေဆွဲသွားတာလို့ပြောလိုက်တာပေါ့ဒါကြောင့်ပဲမြူရယ်နဲ့ပတ်သက်လို့အဖိုးကြီးလည်းတေချာလိုက်မစုံစမ်းတော့ပါဘူး မြူရယ်လည်းသေတာတောင်မှပိုင်ရှင်တောင်မသိရပဲ လူမသိသူမသိတည်ဆုံးခဲ့ရတာပေါ့ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေကလေးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးကြပြီဆိုရင်သူများကို ကြောက်ကြတတ်တဲ့သူတွေမဖြစ်အောင်နေထိုင်ရမယ်နော်မြူရယ်လေးရဲ့ဘဝအဆုံးသက်ကိုကြည်ပြီးတော့သူများကိုကြောက်ကြတတ်သူတွေရဲ့ဘဝကအဆုံးသက်မလှဘူးဆိုတာကိုကလေးတို့သိထားရမယ်နော် ပြီးတော့ကလေးတို့လည်းစင်တီလေးလိုမျိုးသူများကိုအယုံမလွယ်ပါနဲ့တီတီစုပြောမှုသလိုပဲလောကကြီးမှာအယုံဆိုးအကြီးတန်းတဲ့အရာတွေလည်းရှိတာကြောင့်ကလေးတို့တွေကဘယ်အမှန်ကို အမှန်တိုင်းမြင်နိုင်ဖို့ကြိုးစားရမယ်နော်ကိုယ်ပဝင်းကျင်မှာရှိနေတဲ့လူတိုင်းကိုလည်းဘလို့လူမျိုးလဲဆိုတာအကဲခတ်ပြီးရှောင်တဲ့မရှောင်တဲ့ပေါင်းတဲ့မပေါင်းတဲ့စဉ်းစားဆုံးဖြတ်ရမယ်နော် နောက်နေ့တွေမှာလည်းတန်တာမိမိလေးတို့အတွက်ပုံမြင်လေးတွေအမြတ်တင်ပေးသွားမှာမို့ဒီဒီစုရဲ့ Storybook for Baby TikTok Channel လေးကိုလည်း follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါဦးနော်။